ရေရောင်းရတဲ့ထိုးကြနေတဲ့ဆိုင်နေတောင်ပိတ်ရတော့မဲ့သဘောမျိုးဖြစ်နေရဲ့ဘယ်လိုဆက်လုပ်ရမလဲဆိုပြီးတော့မှကျွန်မကိုလာမေးကြတဲ့ဆိုင်သမားတွေများကြီးရှိတယ်။အဲ့တော့ဒီဆိုင်သမားတွေပေါ့နော်ဆိုင်နေဖွင့်ထားတဲ့အခုချိန်မှာအဲရောင်းရွက်တာရင်းလည်းမကောင်းကြဘူးဆိုင်နေပိတ်ရတော့မဲ့အဲ့လိုမှမဟုတ်လို့ရှင်လဲဒီဆိုင်ငန်းငှားကားတွေနဲ့ပေါ့နော်အဆင်မပြေဘူးဆိုတဲ့သူတွေတော့ကျွန်မအများကြီးစဉ်းစားပြီးတော့မှဒီကြံလေးကိုကျွန်မပေးချင်တယ်။အဲ့ဒါကဘာလဲဆိုတော့ကိုကဆိုင်ဖွင့်ထားတယ်ဆိုပြီးတော့မှ ground market ခုလေးကိုပဲသွားပြီးတော့မှ focus မထားပါနဲ့။ဆိုင်ဖွင့်ထားတာမှန်တယ်ဒါပ ပေမဲ့ customer အလောက်ထိုင်ဆောင်နေရတာစိုင်းသမားတွေရဲ့တဘွား customer ကိုယ်စီကိုလာဝယ်ဖို့ကိုထိုင်ဆောင်နေရတာအဲ့တော့ကိုယ်စီလာဝယ်ဖို့ထိုင်မဆောင်မှလည်းသူရှိရနေရာကိုသွားမယ်ဒါဆိုရင်ဘယ်လိုပုံစံသွားမှာလဲကျမတွေက customer ရှိရနေရာကိုပစ္စည်းတွေထမ်းပြီးတော့သွားရောင်းရမလားအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးเนาะပြောချင်တာကဘာလဲဆိုလို့ရှိရင် customer တွေဘယ်နေရာမှာအများဆုံးသွားစုနေတယ်လဲဒါကိုဖြေရှားကြည့်ပါ online မှာ customer တိုင်းကသွားပြီးတော့စုနေကြတာအဲ့တော့ကိုကဆိုင်ဖွင့်လာတဲ့ဆိုင်ရှင်ကြီးဆိုပြီး style နဲ့ ေလို့မရတော့ဘူး online ပေါ်တက်ပါ online မှာလည်းထိုးဖောက်ပါဟုတ်ပြီနော်အဲ့တော့ဗားနဲ့နမူနာပြောချင်တယ်ဆိုရင်အဲအခုနာမည်ကြီးနဲ့ဖတ်တီမာပေါ့နော်ဖတ်တီမာဆိုလို့ရှိရင်ဟုတ်လားမန္တလေးတိုင်းထဲမှာရှိနေတဲ့ဥပိန်တရာမှာသူရောင်းတာကွာသူ ော့ online သာမတော့ဘူးဆိုရင်သူစီလာစားတဲ့တနေ့တနေ့လာတဲ့ customer လောက်ကိုပဲသူရောက်ရမှာလေအခုကျတော့သူ online တက်တဲ့သူ TikTok ကိုအရန်သုံးနေ TikTok ကနေသူ့ရဲ့ပစ္စည်းလေးတွေအကြောင်းဖောင်းနေတဲ့သူစိတ်ထဲမှာပေါ့နော်သူစာနာရှိရလေသူကုန်လုတ်တယ်အဲ့ခါကျလူတွေကသွားပြီးတော့မှတိသွားပြီလေတိသွားတဲ့ခါကျတော့ဗာဖြစ်လာလေသူစီကိုသွားဆက်ဆက်မြိုင်နဲ့သွားဝယ်ကြတဲ့သူတွေရှိလာတယ်သူစီကနေ delivery နဲ့မှာစားတဲ့သူတွေရှိလာတယ်အဲ့တော့ကိုကတနေရာထဲမှာဖြင်းဖြင်းဖြင်းသွားထိုင်နေရဆိုလို့ရှိရင်ကိုကတနေရာတည်းကိုပဲ focus တားလို့ရမယ်ဒီခေတ်မှာဒီလိုလုပ်လို့မရတော့ဘူး alpha site ဒီအာ ဒီကိုရဲ့ပတ်ဝန်းကျင်တစ်ခုလုံးနဲ့မကဘူးကိုလန်းလန်းမိတာထမကကြော်နော်နေတဲ့အရာတွေပါကျမတို့ဈေးကွက်တွေချဲလို့ရနေပြီအဲ့ဒါကြောင့်မလို့ကျမတို့ဒီ product တစ်ခုကိုဖောက်တယ်ဒါမှမဟုတ်ရှင်နဲ့ဆိုင်ဖွင့်လာတဲ့ဘလိုနည်းနဲ့ပဲရောင်းရောင်းပေါ့နော်ကိုရဲ့ရောင်းနေတဲ့အရာကိုရှိနေပါတယ်ဆိုတဲ့အရာကိုလူသိအောင်အရင်လုပ်ပါဒါဆိုလို့ရှင်တော့ကျမတို့ရဲ့ရောင်းဝါးကထိတ်ဆုပ်ကိုရောက်နေမှာချိန်သေးပါတယ်ကျမတို့မတ်တင်နေလာဖြစ်ပါတယ်အားလုံးရဲ့ productivity တွေတိုးတက်အောင်လုပ်ဆောင်ပေးနေသူဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံပါမယ်ဘိုင်ဘိုင်မှာ